ဓမ္မနန္တော်ယောဝဒနာရိတ်တာဒီသောဖို့ရန်အတွက်သရာယဝိညာဉ်ရှိပြေကနိဗ္ဗာန်ကိုဤမှန်ပြီးတော့ပါရင်ထူတန်းပေးကြသောအလူရှင်များမှာတဘောတခဏာချုပ်ငင်းသွားသောဖခင်ကြီးဥကြောစိန်အားဤသို့ဤမှန်၍ကိုစန်းထွန်းမတ်ချောစုမိသားစုမှနဝကမဝတ္ထုငွေတသိန်းကျပ်ဒုမတပန်သတင်းကျော့အလူငွေတော်၎င်းဓမ္မနန္တော်ဝိပဿနာရိတ်တာသာသနာအမည်အတွက်တော်၎င်း တဘွားတခန္ဓာချုံငိမ့်သွားတော့ဆရာတော်ဥခန္ဒီအားရည်သူရည်မှန်း၍တော်၎င်းထိုင်းနိုင်ငံဘန်ကောက်မြို့၌နေကြကုန်သောမန်နန်းစိမ့်စိမ့်သူမှပတ်တထောင်ကျနန်းအဲအဲမှပတ်တထောင်ကျနန်းလာလာထုပတ်တထောင်ကျနန်းချင်းမြဝေမှပတ်တထောင်ကျနန်းခင်စုကြည်စောအပီမိသားစုမှပတ်တထောင်ကျနန်းဟိယေစုဘန်ငါရကျစောမြင့်ထီအောင်ဘန်ငါရကျစုစုပေါင်းမြမကျန့်ွေ 9သိန်း5000ကျပ်ဤကုသိုလ်ရှင်စေနာရှင် ပေါင်းတို့သည်ကျောင်းဆက်ဖြစ်သောကဆူပေးသောအန္တရာယ်သို့ယောဂါသို့မြို့မြို့ခင်းစဉ်လွင့်ပြောက်ပြီးဤဘဝဤခန္ဓာနှင့်ပင်ဤသာသနာတော်တွင်၌ဒုက္ခပေါင်းချုံခြင်းရာဖြစ်သောနိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြပါစေ။ဤကောင်းမှုကုသိုလ်ကံကြောင့်တဘောတက္ကနာချုံခြင်းသွားသောကျွန်တော်ဥခန္ဒီတီ၎င်းတဂါကြီးဥကျော်စိတ်တီ၎င်းဤကုသိုလ်ကောင်းမှုတို့အားတာလူခေါ်နိုင်၍ အကွေဒီကဏီသော အခါသမယ၌မသိမတင်နှလုံးသွင်းမိညာအံနေကြသောဘုံဘဝဘုံဌာနသို့ရောက်ရှိနေညာအံယနေ့ပြုလို့အထုပ်ပေးအပ်သောကုသိုလ်ကောင်းမှုတို့အားသာလို့ခွန်နိုင်၍တော်လကောင်အမမထတဘာဘာသောတန်ခါတော်အရှင်သူမြတ်များနှင့်မိဘရှင်မျိုးမိသားစုများမှပေးဖို့အပ်သောအမြတ်မြတ်တာတို့အားသာလို့ခွန်နိုင်၍တော်လကောင်မိမိပြုလို့အထုပ်ကြဖို့သောကုသိုလ်ကောင်းမှုတို့အားပြန်လည်ကမှတ်ရ၍သာလို့ခွန်နိုင်၍တော်လကောင်အကယ်၍ နေကြသောဘဝဗုဒ္ဓနာသို့ရောက်ရှိနေညာဤကုသိုလ်ကောင်းမှုတို့အားတရုခေါ်နိုင်ပြီလင်မြင့်မြတ်သောဘဝဗုဒ္ဓနာသို့ရောက်ရှိပါစေဟုဆိုတောင်းသမှုအာယုံပြု၏ကောင်းမှုကုသိုလ်အစုစုတို့အားအာလုံးတတ္တဝါများတရုခေါ်နိုင်ကြပါစေအဲ့တော့ပရိစ္ဆေသောဘက်ကိုဟောပြီဆိုလို့ရှိရင်ဘာကြောင့်ပရိစ္ဆေသောဘက်ကိုဟောရတာလဲလို့မေးရင်ဒိဋ္ဌိပြုတ်ဖို့ပရိစ္ဆေသောဘက်ကိုဟောရတာ အဲ့တော့ပရိစ္ဆေသောဘက်ကိုဟောပြီဆိုလို့ရှိရင်ခန္ဓာကိုပြည့်ပြီးတော့မြင်ရခန္ဓာလို့ပြောလိုက်လို့ရှိရင်လေပရိစ္ဆေသောဘက်ဆိုတာကိုတန်းပြီးတော့သိရအဲ့တော့ပရိစ္ဆေသောဘက်နဲ့ခန္ဓာနဲ့တည်တဒန်းနဲ့ဖြစ်နေရပရိစ္ဆေသောဘက်ကတခြားခန္ဓာကတခြားလို့ယူနေသေးတယ်၍နိဗ္ဗာန်ရောက်ဖို့ဝေးနေသေးတယ်ဘာလို့နိဗ္ဗာန်ရောက်ဖို့ဝေးနေသေးတာလဲလို့မေးရင်ပရိစ္ဆေသောဘက်ဟာငါနဲ့မဆိုင်ဘူးလို့တွေးလိုက်တာတိတ်ချက်က ရိသတ်သောဘခန္ဓာမဟုတ်ဘူးလို့ယူလိုက်တာပရိသတ်သောဘတရားလို့တရားနဲ့ကိုယ်နဲ့မဆိုင်ဘူးလို့ယူလိုက်တဲ့အတွက်ကိုဟာဘာနဲ့ဆိုင်တယ်လို့မေးရင်ဒါနသီလတမထသုံးမျိုးနဲ့သာကိုကသွားဆိုင်တာတကယ်တမ်းကိုယ်နဲ့တရားနေ့တိုင်းထိတွေ့ပြီးတော့နေ့တိုင်းဖြစ်ပြနေတဲ့သဘောတရားဟာပရိသတ်သောဘပရိသတ်သောဘခန္ဓာခန္ဓာဟာငါမှရှိတယ်ငါခန္ဓာပါလားလို့တွဲပြီးတော့ទីလိုက်မှာပရိသတ်သောဘရဲ့ခန္ဓာရဲ့ဘဝရဲ့ဟာသုံးမျိုးတွဲလိုက် ပရိသတ်သောဗံခန္ဓာဒါပြဉ္ညာခွာပြီးတော့ပြောလိုက်တယ်ပရမတ္ထနည်းကိုပြောတယ်ပြဉ္ညာနဲ့တွဲပြောဆိုပရိသတ်သောဗံခန္ဓာဘဝသုံးမျိုးတွဲလိုက်တယ်အဲ့တော့ခန္ဓာကလည်းဘဝပဲဘဝကလည်းခန္ဓာပဲအဲ့ဒီနှစ်ခုဟာပရိသတ်သောဗတ်ရဲ့အကြောင်းကျိုးဆက်နွယ်ဆက်သွယ်ထားတဲ့အရာတစ်ခုပဲပရိသတ်သောဗတ်မပါရင်နိဗ္ဗာန်မရောက်နိုင်ဘာလို့လဲလို့မေးရင်ပထမဆုံးနိဗ္ဗာန်ရောက်နိုင်တဲ့အဆင့်ကသောတာပန်အဆင့်ပဲသောတာပန်ပုဂ္ဂိုလ်ရဲ့ပေအတ္တကိတ် ကိလေသာတည်ဒိဋ္ဌိနယ်ဝစီကိစ္စဖြစ်တဲ့အတွက်ကြောင့်ဒိဋ္ဌိနယ်ဝစီကိစ္စမှမပယ်နိုင်ရင်သောတာပန်မတည်ဘူးဒါဆိုဒိဋ္ဌိနယ်ဝစီကိစ္စကိုပယ်နိုင်တဲ့ပယ်တတ်တဲ့အကောင်းဆုံးသောတရားကဘာတူလဲလို့မေးရင်ပရိစ္ဆေသောပတ်ဘာလို့ပရိစ္ဆေသောပတ်ကဒိဋ္ဌိဝစီကိစ္စကိုပယ်ရတယ်လို့မေးအင်္ဂါနဲ့ပြောတော့အင်္ဂါ၁၂ပါးဟာအဲ့ဒါဘဝပဲအင်္ဂါ၁၂ပါးဟာခန္ဓာပဲဒါက တန်တရာကြီးကိုခြုံလိုက်တော့အင်္ဂါ12ပါဒါဆိုဘယ်ကနေစတာလဲလို့မေးရင်အဝိဇ္ဇာကစတာဘုံကဘယ်ကစတာလဲလို့မေးရင်အဝိဇ္ဇာကစတာဓမ္မကိုရှာလိုက်တော့အဝိဇ္ဇာကစတာဒါကြောင့်အခုရထားတဲ့ခန္ဓာ၅ပါးသည်အကြောင်းတရားတော့ရှိရမယ်ကြည့်တော့အကြောင်းတရားကိုကြည့်တဲ့တော့အကြောင်းတရားချင်းရ၅ပါးကအဝိဇ္ဇာနေစတာအဝိဇ္ဇာသင်္ခါရပြီးတော့မှတဏှာဥပါဒံဘဝအဲ့ဒါကအကြောင်းတရားချင်းရ၅ပါး အကြောင်းတရားချင်းရ၅ပါးကြောင့်ဒီနေ့အကျိုးတရားချင်းရ၅ပါးအကျိုးတရားချင်းရ၅ပါးကဝိညာဉ်နဲ့ယောသလာယတနာဖတ်တာဝေဒနာဒါကသုတ်တံဘက်ကပြောတာအဘိဓမ္မာဘက်ကပြောရင်ရူပခန္ဓာဝေဒနာခန္ဓာသင်ညက်ခန္ဓာသင်္ခါရခန္ဓာဝိညာဉ်နဲ့ခန္ဓာဒီခန္ဓာ၅ပါးသည်အကြောင်းတရား၅ပါးကြောင့်အခုခန္ဓာ၅ပါးရတယ်အဲ့ဒီအကြောင်းတရား၅ပါးကလည်းလူပြောင်းယုံနံပြောင်းမဟုတ်ဘူးအဲ့ဒီအကြောင်းတရား၅ပါးမှလည်းဒီနေ့လိုပဲခန္ဓာရှိပြီသားပဲ ဲ့ဒီအကြောင်းတရား၅ပါးထဲမှာဒီနေ့လိုပဲအခုလိုပဲဘဝခန္ဓာအဲ့ဒီအကြောင်းတရားထဲမှာရှိတယ်ဒါဆိုအဲ့ဒီအကြောင်းတရား၅ပါးထဲမှာဒီနေ့ပုံစံမျိုးဘဝတို့ငါတို့မြင်ခဲ့လို့အဲ့ဒီအကြောင်းတရား၅ပါးကနေထွက်လာတဲ့ဒီနေ့အကျိုးတရား၅ပါးခန္ဓာ၅ပါးဖြစ်နေတယ်ဒီခန္ဓာ၅ပါးကအတိတ်မှာလည်းဒီလိုပဲလူတော်၎င်းနတ်တော်၎င်းမြမတော်၎င်းစသည့်အပေလေးပုံသားတစ်ခုခုတော်၎င်းဒုတိယဘဝကဖြစ်ခဲ့လိမ့်မယ်သို့တော့ ဘဝကိုကြည့်ရင်ရှုပ်နေမှာမဟုတ်လို့ဘဝကိုမမြင်နိုင်ဘူးဒါဆိုဘာအောင်ကြည့်မှလဲလို့မေးရင်ဓမ္မအောင်ကြည့်လိုက်တဲ့အခါကျတော့အဝိဇ္ဇာသင်္ခါရမတိဘဲနဲ့ရန်လုပ်တယ်နှစ်ချက်ရတယ်ရန်လုပ်ပြီးတဲ့အခါမှာတဏ္ဏဆွေဒလန်နဲ့ဆွေလန်နဲ့ကြိုက်တယ်ဥပဒံနှစ်သက်ပြီးတော့ကိုလုတ်တယ်ဆွေဒလန်နဲ့လုတ်တယ်ဘဝကဘသူ့ကိုလုတ်တာလဲလို့မေးရင်ဘဝရာကြောင်းကိုလုတ်တာဖြစ်တဲ့အတွက်ကြောင့်အဲ့ဒီအတိတ်ထဲမှာအတိတ်ထဲမှာလည်းခန္ဓာ၅ပါးရှိတယ် ချင်းရ၅ပါးကလည်းအတိတ်ထဲမှာပါပြီးသားဒါဆိုဒီဘဝကမတည်ဘဲနဲ့ရတာမဟုတ်ဘူးတည်ပြီးလို့ဒီဘဝကိုရတယ်အတိတ်ကတည်ခဲ့ပြီးပြီတကြိမ်နဲ့တည်တာတော့မဟုတ်ဘူးအကြိမ်ချင်းအဖန်မှန်အထက်ထက်တည်ခဲ့တယ်သို့တော့ပရိသတ်သောမရဲ့အကွက်၄ခွက်အရာရှင်းဆက်ပြီးတော့ကြည့်ရင်တကြိမ်နဲ့တည်ခဲ့တယ်လို့ထင်ကောင်းထင်မိမယ်တကယ်တမ်းကအဲ့ဒီအထက်မှာအနတ်မတက်ကောဆိုတာကတစ်အကွက်ကိုရည်စူးပြီးတော့ဟောထားတာ ဖြစ်တဲ့အတွက်ကြောင့်တစ်အကွက်မှာအကြိမ်ပေါင်းများစွာ ဘဝပေါင်းများစွာတည်ခဲ့တယ်အဲ့ဒါကဘဝပေါင်းများစွာအချိန်ပေါင်းများစွာလို့ပြောတာကအန္တအနေနဲ့အကန့်အနေနဲ့ပြောတာအဲ့ဒီအကန့်အနေနဲ့ပြောပြီးတော့အကန့်အနေနဲ့လုတ်ခဲ့တဲ့အတွက်ကြောင့်ဒီကနေ့အကျိုးတရားကလည်းအကောင်းမဟုတ်ဘူးအကန့်အကောင်းမဟုတ်ဘူးအဆိုးဘာအဆိုးလဲလို့မေးရင်ခန္ဓာ၅ပါးဟာအဆိုးတရားအမြဲတမ်းနှိမ့်ဆက်နေတဲ့ဒုက္ခတရားဟာအတိတ်ကချင်းရ၅ပါးကြောင့်အခုချင်းရ၅ပါး ဒီချင်းရ၅ပါးကိုမပြတ်နိုင်ရင်ဒီချင်းရ၅ပါးနဲ့အတူတူထပ်ပြီးတော့ဖြစ်နေတာကဘယ်ကနေစလဲလို့မေးရင်အကြောင်းတရားချင်းရ၅ပါးကတဏှာကနေစတယ်ဥပါဒံဘဝပြီးတော့မှအဝိဇ္ဇာသင်္ခါရဒါဆိုအတိတ်ကအဝိဇ္ဇာနဲ့စခဲ့တယ်ပစ္စုပန်မှာတဏှာနဲ့စတယ်ဒါကြောင့်အတိတ်အဝိဇ္ဇာပစ္စုပန်ခန္ဓာရကြောင်းပစ္စုပန်တဏှာအတိတ်ခန္ဓာရကြောင်းအဲ့လိုပတ်လည်လိုက်တော့ချင်းရ20 ဒီချင်း120ဟာဘာတွေလုံးနေတာလဲဘာတွေလှဲ့ပေးနေတာလဲလို့မေးရင်တန်တရားလှဲ့ပေးတယ်ဘု து တန်တရားလဲလို့မေးရင်ဘဝတန်တရားမပြတ်အောင်လှဲ့ပေးနေတယ်ဒီကနေ့ဒီခန္ဓာ၅ပါးကိုဒုက္ခသစ္စာလို့မရှုနိုင်ဘူးဒုက္ခသစ္စာလို့မရှုနိုင်တဲ့အချိန်တိုင်းမှာဒီချင်း120ပါးလှဲ့တယ်တဏ္ဏဥပါဒံဘဝသုံးမျိုးလှဲ့တယ်ပြီးတော့မှအဝိဇ္ဇာသင်္ခါရပေါင်းပြီးတော့လှဲ့လိုက်တော့ချင်း150ပါး ပစ္စုပန်ချင်းရ၅ပါးနဲ့အလှည့်ခံရတယ်။ပစ္စုပန်ချင်းရ၅ပါးကပစ္စုပန်အကျိုးတရားဒုက္ခသစ္စာချင်းရ၅ပါးကိုမသိတဲ့အတွက်အကြောင်းတရားချင်းရ၅ပါးနဲ့ထပ်ပြီးတော့အလှည့်ခံရတာဖြစ်တဲ့အတွက်ကြောင့်အနာဂတ်မှာဝိညာဉ်နဲ့ယောတရတနာဖတ်တာဝေဒနာလို့ဆိုတဲ့အကျိုးတရားအနာဂတ်အကျိုးတရားချင်းရ၅ပါးထပ်ဖြစ်တယ်။ဒါဆိုရင်ဘာလှည့်တာလဲလို့မေးရင် အကြောင်းနဲ့အကျိုးနဲ့ချင်းရ၅ပါးသည်အလှည့်ခံနေရအဲ့ဒီလိုချင်းရပါလားလို့မသိသေးသေးပြီဒီလိုချင်းရကိုပိုင်ပိုင်နိုင်နိုင်သိလိုက်ရင်အခုအကျိုးတရားချင်းရ၅ပါးကအချင်းချင်းတော့ယုံနေတယ်အကျယ်ချက်တော့ခန္ဓာ၅ပါးလို့သိလိုက်တာဖြစ်တဲ့အတွက်ကြောင့်ဒါပရိစ္ဆေသုတ်ပတ်ရဲ့ခြေစူးကြောင့်သိတာပါလားလို့သိလိုက်တဲ့အတွက်ဒိဋ္ဌိပြုတ်သွားတယ်ငါပဲသူပဲယောက်ျားမင်းမပုဂ္ဂိုလ်တ attva ပဲဆိုတာကိုပယ်လိုက်တာ အတိတ်အကြောင်းကြောင့်ပစ္စုပန်အကျိုးလို့တေချာသာသိတဲ့အတွက်တန်တရားဝစီကိစ္စပဲသွားတာဘယ်တရားဘယ်နဲ့ဘယ်မြမာကမှဖန်ဆင်းထားတာမဟုတ်ဘူးအကြောင်းရှိလို့အကျိုးရှိတယ်ဒီနေ့အကျိုးတဲကအကျိုးကိုဒုက္ခမှမသိရင်နောက်ထပ်တစ်ပတ်အကြောင်းချင်းရ၅ပါးဖြစ်မှဖြစ်တဲ့အတွက်ကြောင့်အကျိုးခန္ဓာ၅ပါးအကြောင်းချင်းရ၅ပါးအကြောင်းချင်းရ၅ပါးအကျိုးခန္ဓာ၅ပါးဒါဆိုအကျိုးခန္ဓာ၅ပါးကအကျိုးချင်းရဒုက္ခသစ္စာ အဲ့ဒီခန္ဓာ၅ပါးတဲ့ကိုဒုက္ခမှမသိရင်အကြောင်းချင်းရ၅ပါးအကြောင်းချင်းရ၅ပါးကကိလေသာဖြစ်တယ်ကိလေသာအကြောင်းချင်းရ၅ပါးကနောက်တစ်ပံခန္ဓာဒုက္ခသစ္စာဖြစ်တယ်ဒါဆိုတမှုရိယဒုက္ခချင်းရနဲ့လည်းလှည့်တယ်သစ္စာနဲ့လည်းလှည့်တယ်အင်္ဂါနဲ့လည်းလှည့်တယ်ဘာကိုလှည့်တာလဲလို့မေးရင်ဘဝလို့ထင်ထားတဲ့ပုဂ္ဂိုလ်များအတွေ့တန်တရားလှည့်ပေးတယ်ဘသူကလှည့်ပေးတာလဲလို့မေးရင်ငါးလေးလီ20ချင်းရ20လှည့်တယ်ဘာလှည့်တာလဲ ဦးနာသေးလဲ့တယ်ဘာလဲ့တာလဲ